ခုနကတော့ပြောရစရာဟိုအာယုန်တန်းရအနေခံတာမဟုတ်ပါလေအဲ့ဒါလေးနည်းနည်းဟိုနိဗ္ဗာန်ကြောက်ပါယူပါယုံကယူပါယုံကကျွန်တော်တို့ရဲ့ဥစာပေမှာတော့သင်ပြီးတယ်စကုအကြီးနဲ့ယူပါအောင်နဲ့တိုက်တယ်စကုဝိညာဉ်ပေါ့မြေခန္ဓာ၅ပါးပေါ်တယ်သောတာအကြီးနဲ့သာရယုံနဲ့တိုက်တယ်ဈာကနာ၅ပါးပေါ်တယ်ကာနာအကြီးနဲ့ကာနာယုံနဲ့တိုက်တယ်နံကနာ၅ပါးပေါ်တယ် ရှားကြီးနဲ့ရတာကိုနဲ့တိုက်တယ်စကဏ္ဍငါပါပေါ်တယ်။ကိုကြီးနဲ့ဖရပယုံနဲ့တိုက်တယ်ထိကံငါပါပေါ်တယ်။အဲ့ဒီအရာတွေကတကယ်ပြည့်ပြည့်တဲ့ခန္ဓာတွေ။တကယ်ပြည့်ပြည့်တဲ့ခန္ဓာဆိုတော့ကျွန်တော်တို့ရဲ့ဒီမနောဝိညာဉ်ရဲ့မနောဝိညာဉ်ကသိနေတဲ့ကတကယ်ပြည့်ပြည့်တဲ့ခန္ဓာတွေသိရလား။ပြည့်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 တဲ့ဓမ္မယုံတွေကိုသိရလား။ဒီပြည့်ပြည့်ပြည့်ရဲ့ဓမ္မယုံတိအဲဒီပြည့်ပြည့်ပြည့်ဓမ္မယုံမသိတာအဲ့ဒီအာယုံနေသိနိုင်လားမသိနိုင်ဘူးလေဒါမသိနိုင်ဘူးဒါမှမဟုတ်အဲ့ဒီ တကယ်ဖြစ်ဖြစ်တဲ့အာယုံတွေကဥပါဒဏ်၄ပါးနဲ့လည်းပေါင်းွေမရသေးဘူးဟုတ်လားနော်ဒါမှလို့အဲဆက်ကုဝိတိပြီးတော့မှမနောဝိတိတွေရောက်လာတော့မှဟုတ်လားမနောဝိတိ၄ခုလောက်ပြီးသွားတော့မှအခုတကယ်ဖြစ်ဖြစ်တဲ့အဲယူပါယုံတတ္တယုံဂန္ဓာယုံဇီဝံစာပေမှာတော့သင်ပြတာအဲ့ဒါတွေကျွန်တော်တို့ကမနောဝိညာဉ်ကနေအဲ့ဒါတွေရှုလို့မှတ်လို့ရတယ်တကယ်ဖြစ်ဖြစ်တဲ့အဲ့ခန္ဓာတွေရှုလို့မှတ်လို့မရဘူးဘယ်ရောက်လာလဲကျွန်တော်တို့မနောဝိညာဉ်ကိုရောက်လာမှာဓမ္မယုံကိုရောက်လာမှာကျွန်တော်တို့က အရှုခံပြည့်ကျွန်တော်မှတ်လို့သားလို့ရတယ်အဲအဲကြတော့ဥပါဒ၄ပါးနဲ့ပေါင်းပြီးတော့ဥပါဒခန္ဓာဖြစ်နေပြီဟုတ်တယ်မလားဒါမှမဟုတ်အဲဥပါဒခန္ဓာဒါမှအာယုန်နိုင်ကဥပါဒခန္ဓာမဟုတ်ဘူးဥပါဒခန္ဓာအာယုန်ပဲအတိအကျပြောပါဆိုရင်ဓမ္မအာယုန်သားလည်းဥပါဒခန္ဓာဖြစ်ပါတယ်ဟုတ်တယ်နော်အဲကျွန်တော်တို့ကတကယ်ဖြစ်တဲ့စကုကြည့်မြင်ရလားဖြစ်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 စကုကြည့်မြင်ရလားဖြစ်ဖြစ်ကြည့်ပြီးပြပြီးတယ်အဲ့ဒါအရှင်းချင်းလေးပဲလေတကယ်ဖြစ်ပေတဲ့ယူပါယုံမြင်ရတာလားဖြစ်ပြီးပြပြီးတဲ့ယူပါယုံမြင်ရတာအေးဖြစ်ပြီးပြပြီးတယ်ဆာ အဲဒါပြင်တကယ်ဖြစ်တဲ့ယူပါယုံကအာယုံတော့ဟုတ်တယ်ဥပဒဏ်လေးပါဟုတ်လားဒီပါယုံမဲမြင်ရတာပါအဲဓမ္မယုံမဲကျွန်တော်တို့ကဥပဒဏ်ပါပါဆရာအဲမဟုတ်ဘူးလေဒါအာယုံတိုင်းကဥပဒဏ်ခဏဟုတ်ဘူးအဲ့ဒါဥပဒဏ်ခဏတိုင်းကတော့အာယုံမဲကျွန်တော်တို့သိဝင်ရတဲ့မနောဝိညာဉ်ကသိဝင်ရတဲ့တရားကလည်းတခြားလားဥပဒဏ်ခဏဥပဒဏ်ခဏဥပဒဏ်ခဏသိဝင်ရတယ်အဲ့လိုနားလဲရမယ်နော်ဒါမှမဟုတ်ဟုတ်လား ာယုံကိုသိမကန့်ကြီးအာယုံကိုသိဆိုတာသိနိုင်တဲ့အာယုံကမနေ့ကတော့ဥပဒေခန္ဓာကြီးပဲဒါပေမဲ့ကျွန်တော်တို့ကသာဝေမှာတင်လိုက်တော့ကျွန်တော်တို့ဆုံးလဲမိုးကုတ်မှာစာပြတရားမမမကသားကဘလို့မခိုင်းလေတကုတ်ကြီးနဲ့ယူပါအောင်နဲ့တိုက်တယ်အမြင်ကဏ္ဍ၅ပါးပေါ်တယ်ဖြစ်ပြဆိုပြီးတော့အဲ့လိုမခိုင်းဘူးအဲ့မှာကတော့ကျွန်တော်လည်းအဲ့လိုပဲမှတ်ခဲ့ရတယ်။ဒါကလည်းကျတော့ကျွန်တော်တို့ထင်နေတာကတကယ်ဖြစ်ဖြစ်တဲ့စကုအကြီးနဲ့တကယ်ဖြစ်ဖြစ်တဲ့ယူကောင်နဲ့တိုက်ပြီးတော့တကယ်ဖြစ်ဖြစ်တဲ့ မြင်ကနာ၅ပါးကြီးပေါ်တယ်အဲဒါကြီးကိုဖြစ်ပြလို့ကျွန်တော်မှတ်တယ်လို့ထင်တာတကယ်တမ်းကျတော့အဲ့ဒါတွေကဟုတ်သလားမဟုတ်အဲမဟုတ်ဘူးဟုတ်အာယုံပေါ်ရမှာပြပပြပြပြီးတဲ့တကုတ်ကြီးပဲမြင်တာပြပပြပြပြီးတဲ့ယူပိုင်ဝဲမြင်တာပြပပြပြပြီးတဲ့အဲမြင်ကနာ၅ပါးကိုမြင်တာအဲ့အဲမြင်စိတ်ကိုသိရတဲ့အခါကျတော့တခြားမှလားအာယုံမှာဓမ္မယုံမှာသိရတယ်ဓမ္မယုံမှာသိရတယ် မနောဝိညာဉ်ကသိတဲ့အခါမှာဖြစ်ပြီးပြက်ပြီးတဲ့မြင်စိတ်ကိုပဲသိရတာတကယ်ဖြစ်ပြက်တဲ့မြင်စိတ်ကိုသိဝင်မရဘူးအဲ့ဒါကိုဖြစ်ပြီးပြက်ပြီးတဲ့မြင်စိတ်ကြီးကိုတကယ်ဖြစ်ပြက်လို့မြင်စိတ်ဖြစ်နေရင်အဲ့ဒီမှာအတ္တဒိဋ္ဌိဖြစ်နေမယ်အလားဝိညာဏအတ္တတော်သမနုပါဒတိယူပါအတ္တတော်သမနုပါဒတိအဲ့ဒါအာယုံမှာမြင်ခွင့်ရတဲ့ယုတ်တွေကိုတကယ်ဖြစ်ပြက်တဲ့ယုတ်ပါလို့တကောင်းနဲ့ရှိမယ်ဆိုရင်အဲ့ဒါအတ္တဒိဋ္ဌိကျွန်တော်တို့မနောဝိညာဉ်ကရှုမှတ်ခွင့်ရတဲ့သက္ကဝိညာဉ်ကြီးကို ဲ့တကယ်ဝิญဉ်မှာလို့ထင်ရင်အဲ့ဒါအတ္တဒိဋ္ဌိပဲဘာကြောင့်တရားမရတာလဲအဲ့ဝิญဉ်နှခုတပေါင်းနဲ့ဖြစ်နေတဲ့ပိုင်းခြားပြီးမသိဘူးယုံနှခုတပေါင်းနဲ့ဖြစ်နေတဲ့ပိုင်းခြားပြီးမသိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အတ္တဒိဋ္ဌိဖြစ်နေကြတာဖြစ်ပါတယ်အခုကျတော့ကျွန်တော်တို့ရှင်းနေတာပဲကျွန်တော်တို့သိခွင့်ရသည်မြတ်မနောဝิญမနောဝิญဉ်ကသိခွင့်ရသည်မြတ်တရားအပေါင်းဒီဒီပြီးပြက်ပြီးတဲ့ဒီဥပနခန္ဓာတရားတို့ကဖြစ်ပါတယ်မရှိတော့တဲ့တရားတွေသာဖြစ်ပါလို့နားလည်ရင်ရပြီလေဟုတ်ကဲ့ အဲဒါမလို့အာယုန်တိုင်းဟာဥပနိုင်ခန္ဓာမဟုတ်ဘူးအာယုန်က6ခုရှိတယ်ဟလားယူပါယုန်တတ္တယုန်ကန္နယုန်ယူပါယုန်ဘောရဘယုန်ဓမ္မယုန်ဘယ်ရောက်မှဒီဥပနာလေးပါးနဲ့ပေါင်းနိုင်တော့ဓမ္မယုန်ရောက်မှပေါင်းနိုင်ဓမ္မယုန်ရောက်မှအဲဓမ္မယုန်ရောက်မှဥပနိုင်ခန္ဓာဖြစ်တယ်အဲ့လိုဆိုရမလားဒီကျိုင်းဒီကျိုင်းဟုတ်ကဲ့ရသွားပြီဆရာရသွားပါပြီဓမ္မယုန်ရောက်မှဖြစ်ပြီးပြည့်ပြီးဟုတ်တယ်ခုနတော်လေးရည်ပြောသလိုပေါ့ကျွန်တော်တို့က ဓမ္မယုံရောက်သွားတယ်။ဓမ္မယုံရောက်သွားတော့အဲ့မှာဘာသာဘာကုစရာတော့ဒီအကြီးရပဲ။မြညာနိဗ္ဗာန်ဒုနတံမယံဓမ္မယုံဆိုတော့ဟုတ်တယ်။အဲ့ဓမ္မယုံမှာမြညာမတတ်မချင်းကျွန်တော်တို့ကနိဗ္ဗာန်တယ်နေလို့ပြည့်တယ်။မြညာတရားရောပါလိမ့်မယ်။ဟုတ်တယ်။အဲ့ညညညညကိုတတိထားပြီးဖယ်ရမလို့သူနဲ့သဘောနဲ့ ဘုံသတိထားကြမလို့အဲ့ဒီဓမ္မယုံမှာ6ခုရှိတယ်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာပတာ6ခုရှိတယ်6ခုလုံးစီတခြားလားအာယုံလားအာယုံကြီးအဲအာယုံဆိုတော့အဲ့6ခုလုံးကလည်းဒီအပြင်ဥပါဏခန္ဓာလေးကြီးပဲနိဗ္ဗာန်လွဲလို့ပေါ့နော်နိဗ္ဗာန်ပဲလို့အဲနိဗ္ဗာန်ပဲလို့ကျန်တာတွေကဥပါဏခန္ဓာလေးကြီးပဲပညာတက်လိုက်ရင်ကိုဥပါဏခန္ဓာထွက်လာလေအေးဒါပေါ့အဲအဲ့ဥပါဏခန္ဓာကြီးကိုတုံ့ပြန်လို့မြင် အဲ့ပညာကြီးကိုတုံညာလို့မြင်နိဗ္ဗာန်ပဲရှိတာတကယ်တမ်းကျတော့6ခုတာကွာတာတကယ်ရှိတာနိဗ္ဗာန်တစ်ခုပဲနိဗ္ဗာန်တစ်ခုပဲရှိတယ်ဟုတ်ဟုတ်တယ်ဒါကြောင့်မို့ပညာနိဗ္ဗာန်ဒုနတံမယံဓမ္မယုံဆိုအဲ့ပညာလည်းမရှိပါဘူးကွာတဲ့အဲ့ဒါလည်းနိဗ္ဗာန်ပဲလို့ပြောတာပါနော်အဲကျွန်တော်အများသောအားဖြင့်သောရကတက်ကြတာဆရာကျမတို့ကပညာတင်နေနေတာလေးတဲ့ဘယ်လိုလုပ်လို့လုပ်ပြီးတော့ကျွန်တော်တို့ကနိဗ္ဗာန်မြင်မှာလို့ဆိုအေးအဲ့ပညာကွာနိဗ္ဗာန်လာပြီဟုတ်တယ်အဲ့ဒီအဲ့ဒီအဲ့ဒီဟာကိုပြောတာနေရနေရလွယ်သွားတာပေါ့အဲ့လို ဟုတ်တယ်အခုကျတော့ဟလာဥရုပဏိကသုတ်တန်ရဲ့အနှစ်ပေါ်ဒီနေ့မှပြောမိတာပါအဲ့ဒီအနှစ်ရှုပ်ရဟလာဘသူနဲ့မှမဆန့်ကျင်တဲ့ဝါရရှိတယ်အခုမဆန့်ကျင်ပဲနေနိုင်ကြပြီလားစူးစားရုံးမစရာအာဒီကြာပါမယ်နေနိုင်ဘူးဝေါ်ကြာအဲ့ဒီညံ့နေတာညံ့ပါညံ့နေတိုင်းပါလေချာနေတယ်ပါလေနေတယ်ပါလေ တစ္ဆာလေးပါးကိုတပြိုင်တည်းမြင်ရမယ်လေတစ္ဆာလေးပါးတပြိုင်တည်းမမြင်သေးရင်ပြောပါတစ္ဆာလေးပါးတပြိုင်တည်းမြင်သွားပြီဆိုရင်ဒုက္ခအစဉ်ကုန်သွားပြီဟလာပေါ်လာသမျှအာယုန်နေနဲ့ကျွန်တော်တို့ကစန့်ကျင်စရာ မရှိတော့ဟလာတစ္ဆာလေးပါးလုံးဝမြင့်မြတ်သွားပြီဆိုရင်ဘယ်တစ္ဆာကိုစန့်ကျင်စရာလိုသေးလဲလိုပါလိုပါမလိုတော့ဘူးလေလိုတော့ပါအဲမလိုတော့တဲ့အတွက်ဟလာချမ်းသာကိုရသွားပြီလေဟလာ မမဆိုဘုရားကနှစ်ကြောင်းလေးနဲ့အတူဆုံးပြောခဲ့တာတော့အတိပဲပေါ်ဖို့အတွက်မတမ်းမနဲ့နေတယ်ကျွန်တော်ဆိုစဉ်းစားခဲ့တယ်မဆန့်ကျင်မဲ့ဘလို့နေရမှာလဲမဆန့်ကျင်မှုဆိုတာစန့်ကျင်တယ်ဆိုတာဘာကိုပြောတာလဲမဆန့်ကျင်မဲ့နေတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ရဲ့ရုပ်ပလာမှာသစ္စာနှစ်ပါးကိုစန့်ကျင်တယ်သစ္စာနှစ်ပါးကိုကြတော့မဆန့်ကျင်ဘူးဒုက္ခရေလူချင်းနဲ့အဲဒုက္ခသစ္စာနဲ့ဒုက္ခသစ္စာကိုမဆန့်ကျင်တဲ့တတ္တဝါမရှိဘူးအဝိဇ္ဇာရှိတဲ့တတ္တဝါတိုင်းသမုဒိယနဲ့ဒုက္ခကိုမလို့ရင်းဘူး စန့်ကျင်လို့ဆင်းရဲတာကြိုက်မှမကြိုက်စန့်ကျင်မှာဟုတ်တယ်မလားအဲ့စန့်ကျင်မှာနှစ်ခုတို့ကျင်တာကနှစ်ခုအဲ့လိုဖြစ်နေတယ်တို့ကြတော့အဲ့ဒါဘယ်យ៉ាងနဲ့မှမစန့်ကျင်တော့ပါဘူးစန့်ကျင်မှုရတဲ့ဒုက္ခတွေကလည်းရှိတဲ့တရားတွေမဟုတ်ဘူးဖြစ်နေတဲ့တရားတွေကလည်းစင်ကြဲနေတယ်ဒါကြောင့်မလို့သမုဒိယသစ္စာဒုက္ခသစ္စာလည်းနိဗ္ဗာန်ပို့တဲ့တရားတွေဖြစ်သွားတယ်ဒါမှမဟုတ်လောဘဒေါသမောဟသည်အဝိဇ္ဇာနဲ့ပေါင်းရန်သူအဝိဇ္ဇာနဲ့ပေါင်းမိတ်ဆွေနိဗ္ဗာန်ပို့တဲ့တရား ဝိဇ္ဇာနဲ့ဘောင်းရန်သူအပေပုရေတရားလို့ဆိုတော့ဒိဋ္ဌိရပြောခဲ့တယ်။အဲ့လိုပဲဒုက္ခသစ္စာမှလည်းဒီတိုင်းပဲအဝိဇ္ဇာနဲ့ဘောင်းရန်သူအပေပုရေတရားဝိဇ္ဇာနဲ့ဘောင်းမိတ်ဆွေနိဗ္ဗာန်ပုရေတရားဓာယုသေချာမှတ်တာပါ။ဟာဆင်းရဲဥဒ္ဒမြကိုဆင်းရဲကြီးပဲမဟုတ်ပါဘူး။ဟာဆင်းရဲတဲ့မှာကိုဟာသစ္စာ၄ပါးလုံးသိရှိနေပါလား။ဆင်းရဲကြောင်းထဲမှာလည်းသစ္စာ၄ပါးလုံးသိရှိနေပါလား။အဲ့ဒါကိုထိုးထွင်းသိမြင်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးချမ်းသာကိုရရှိမှာဖြစ်ပါလေ။ ကဲဒီပြင်ဘာတွေသိရှင်တော့ဘာတွေမေးရှင်တော့အဥဒ္ဒသနေဘချမ်းသာနေလို့ရသွားပြီလားအဲနေလို့ရသွားပြီဇာကြီးတော့ဘူးပါတော့ဆရာပပင်းစားတရားတင်မှာတရားတဏ္ဍဒိဋ္ဌိမာနထဲကတဏ္ဍရဲ့တရားကိုကဒိဋ္ဌိနဲ့မာနဆိုတဲ့အဲ့ဒီမှာတရားကိုဆိုတဲ့အတိတ်ပဲလေးကိုကျွန်တော်နည်းနည်းရှင်းပြပေးပါဗျာอืม အဲကိုကိုအရှင်ကြီးမှာပဲမေရှင်ပေးတယ်လို့ပြောတယ်တနာရဲ့တရားကိုဆိုတာဒိဋ္ဌိနဲ့ဒိဋ္ဌိနဲ့မာနကိုတနာလို့ပြောတာတနာလို့ပြောတာဒိဋ္ဌိနဲ့မာနကိုဟုတ်တယ်တနာလို့ပြောတယ်တနာလို့ပြောတာအဲ့တော့တရားကိုဆိုတာသူ့ရဲ့အကြောင်းတော့အတိတ်ပဲရမှာပြသူ့ရဲ့အကျိုးအကြောင်းဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ် 哦，好比说，那那也得要过个地铁嘛，那那那好比说。ဟုတ်ပြီဆရာဟုတ်ပြီအဝိဇ္ဇာရဲ့တရားကိုဆိုတာကအဝိဇ္ဇာကဥဒိစ္စနဲ့ဥဒိစ္စနဲ့ဥဒိစ္စနဲ့ပစိကိစ္စပေါ့တဏှာနဲ့တဏှာနဲ့ဥဒိစ္စဆိုပြန့်နေတာဝိဇ္ဇာဆိုတာတဏှာဖြစ်တာပေါ့အဲပြန့်နေတယ်တွေ့ရတယ် ဟလာမာမန်ကမဆုံးဖြတ်နိုင်ဘူးဆိုတာအဝိဇ္ဇာရဲ့အဝိဇ္ဇာရဲ့လက္ခဏာလေးပဲအဲ့တော့အဝိဇ္ဇာလည်းပြောတာဒါလေးအဝိဇ္ဇာလည်းကုသလေးပါးကမာအရရှိတဲ့အမားမန်မဆုံးဖြတ်နိုင်ဘူးဆိုရင်ဒါအဝိဇ္ဇာကုသလေးပါးပေါ်မှာအဝိဇ္ဇာပုံနေတာအဝိဇ္ဇာပုံနေတာဩဟုတ်ပြီကြာဟုတ်ပြီ